မင်္ဂလာပါရှင် Spring Era YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဆ ्याम ကျူရေးသားထားတဲ့ပိုချစ်ရတဲ့သူကိုပဲဖြစ်ပါစေဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်းဆက်ဖြစ်တဲ့အပိုင်း6ကိုဆက်လက်ပြီးတော့ဖတ်ပြပေးမှာပဲဖြစ်ပါတယ်ဆက်လက်ဖတ်ပြဝင်ပြုပေးဖို့ဆ ्याम ကျူကိုဒီနေရာကနေလေးလေးဆဆနဲ့ခွင်တောင်းခံအပ်ပါတယ်ရှင်ပိုချစ်ရတဲ့သူကိုယ်ပဲဖြစ်ပါစေ ပိုင်း6ဟန်တော်သူယုံမှုတွင် ပုံသဏ္ဍာန်မောင်းများစွာရှိသည်ပြီးမိုးငိမ့်သည်အိမ်အဝင်ဘက်မျက်နှာမူထားသဖြင့်ဆံကဲဝင်လာကလေးကမျက်ဝန်းရံကိုမြင်သွားသည်မျက်နှာလွှဲခြင်းမပြု သူမကိုတိတ်တိတ်လှမ်းကြည့်နေတော်လဲအသည့်အကျွမ်းအဖြစ်နှုတ်ဆက်ခြင်းလည်းမပြု မြဝင်းရန်သည်ဖိုးကျော်အားမတင်ကားစွာအကဲခတ်ကြည့်လိုက်သည်ဒါတူတင်စီစဉ်ထားတဲ့အကွက်များလားဖိုးကျော်အမဒီမမနေချင်ဘူးဘာဖြစ်လို့လဲအမဆီယမကြီးနဲ့တွေ့စီချင်းလို့ပါလာပါအမကိုဦးဆီယမကြီးနေကောင်းလားလူသုံးယောက်အနက်အကြီးဆုံးလူကမတ်တက်ထားရက်ပြီးမြဝင်းရန်တို့ကိုဖိတ်ခေါ်သည်ဝင်းမလာထိုင်ပါခင်ဗျာဘယ်လာတာလဲဖိုးကျော်ကိုကိုရန်သွားမလို့အကိုဒီအမကိုလိုက်ပို့ပေးတာနေနေပူတာနဲ့နောက်ပြီး အမကဆန်ခဲစီးနေကြမဟုတ်တော့သူထိုင်ရတာတော်တော်အဆင်မပြေတာနဲ့ခဏနားမယ်ဆိုပြီးဝင်လာတာ။ခိုင်မကျွန်တော်ကဆရာမကြီးရဲ့သားသမက်ပါ။ကျမနာမည်ကမြတ်ဝင်းရံမ။ရှီအောင်သူတေသနာနဲ့ပတ်သက်တာကိုစာရေးပါတယ်။ရန်ကုန်ကလာတာပါ။ဒီညီလေးကလည်းရန်ကုန်ကပဲဗျ။ပကြီးဆရာလေးနာမည်ကအဲနာမည်ကအဆန်းပါ။ပြီးမွေးကြီးပါခမ။အဲဟုတ်တယ်။သူကဆန်းကိုတဲ့။ကိုမွေးကြီးကိုလိုက်ပို့ရင်ဒီမှာခဏဝင်လာကြတာ ထိုင်မအောင်နားပါအောင်။ ဆိုင်ကထိုင်ကုန်းကမြင့်ပြီးရှောနေတာကိုကုဆန်းကိုရဲ့ဆိုင်ကရစူပါကတ်ဆိုတော့ထိုင်ရတာများပိုအဆင်ပြေမလားလူချင်းလဲလိုက်လို့ရတယ်လေပြမိုးငိမ့်ကစေနာရှင်ပုံစံမျိုးဖြင့်ဝင်ပြောတော့မျက်ဝန်းရံနှလုံးစီမှာစူးနေအောင်သွားသည်အိုးရပါတယ်အဆင်ပြေပါတယ်အေးဗျာဟုတ်သားပဲဆန်းကိုမင်းကအမအို့ပို့ငါးဒီကိုပို့လိုက်မယ်ဟင်းအင်းမလုံနဲ့ဖူးကြော်ဦးကြီးဦးဆန်အောင်ရှာပေးတော့ဖူးကြော်ဦးသားသူမယုံကြည်နိုင်မည် အခုမှတွေ့ရတော့ဆန်းကိုဆိုသည့်ကလေးကိုသူမဘလို့လုပ်ပြီးယုံရမှာလဲ။ ကျွန်တော်လဲကုကုရန်ကိုသွားမှာပဲကုကုရန်ဟူကြားလိုက်ရတော့အခါမြဝင်းရပိုပြီးတော့သာထွက်သွားရသည်တေးကြပါပြီဒါတိုက်ဆိုင်မှုလုံးဝမဟုတ်တော့ပါသူတက်တက်မြဝင်းရနောက်သူလိုက်မလို့ပဲမိမိကိုခီးတစ်လျှောက်လုံးမှာနှောက်ရက်သွားကိုဆုံးဖြတ်ထားရန်ရှိသည်တော်တော်ရုံမာသည်လူပါလားမထိုင်တော့ပဲအခုချက်ချင်းလက်တွတ်တော့မြည်ဟုစိတ်ပိုင်းဖြတ်လိုက်သည့်အချိန်တွင်လေကားမှအမျိုးသမီးကြီးတစ်ယောက်ဖင်လာသည်သူအမျိုးသမီးကြီးကိုမြင်ရသည့်အခါမြဝင်းရတခဏငေးကြည့်မိသွား၏အသက်က90နဲ့60ကျားမှရှိမည် အဖြူစွတ်နေသည့်သဘင်မိကိုရောင်အသားဖြူဖက်ဖြူရောနွမ်းလျော်နေသည့်မိမ့်မိမ့်ဖြော့ဖြော့မျက်လုံးညွညူတွေကအချီမရွေးငိုချလိုက်တော့မလို့အမေလားဒီမှာအမေတပည့်တွေရောက်နေကြတယ်ကိုထွန်းထွန်းဦးအတန်လာရသပွဲသူတော်ကြီးကလှမ်းကြည့်လိုက်တော့လေထူးခြားစွာပင်ဘသူနဲ့မှမျက်လုံးဆောင်အောင်မကြည့်အမျိုးသမီးကြီးသည်ထိလွဲကြွေလွဲနုနယ်လွန်းသည့်ကလေးငယ်တစ်ယောက်လိုပဲဟူမြဝင်းရံတွေးမိသည်လမ်းလျှောက်လာရင်လဲသွားတော့မလားဟူပူပန်မိသည်ဒါဆရာမကြီးတဲ့လား ဆရာမကြီးတယောက်မှမြင်တွေ့နေကြအာမန်တကြောမှုဩဇာလွှမ်းမှုမှုဘာတစ်ခုမှမတွေ့ရသူ့စီတို့မြောင်းဝင်းရံဘာကြောင့်ရှောက်သွားမိမှန်းမသိမိမိထက်အသက်နည်းနည်းတောင်ငယ်လေးဦးမိအထူးဆရာမကြီးသည်မြောင်းဝင်းရံကိုမျက်လုံးတည့်တည့်ဆုံးပြီးမကြည့်မြောင်းဝင်းရံ၏ပခုံးစီလဲတိုင်းစီနည်းနည်းလွှဲပြီးကြည့်သည်အခုလောက်နွမ်းလျာပြီးကြောက်လန့်အားငယ်နေရှာသည်ဆရာမကြီးမျိုးမြောင်းဝင်းရံတစ်ခါမှမမြင်ဘူးမတွေ့ဘူးခဲ့ပါလောကကြီးနဲ့သူ့အကြောင်းချိန်ဆက်ထားသည့်ကြိုးတွေပြတ်တောက်သွားခဲ့သလိုမျိုး လောကကြီးမှာအသက်ရှင်နေဖို့သူ့ကိုဘယ်အရာကမှမဆွဲဆောင်နိုင်တော့သလိုမျိုးတေချာသည်ဆီယာမကြီးနေမကောင်းပါအမေကမပြုံးတတ်တာကြာပြီဗျကုထုံးနဲ့ပို့ကြောပြောပြတော့ဆီယာမကြီးအဖြစ်ပြက်မှာညောင်ဝင်းရည်ဆူယုတ်ရက်ဆက်မှုရှာပုံတော်တွင်ကောက်ကျစ်ခြင်းအမျိုးအစားဖြင့်ထဲလို့ရမည်ထင်သည် တကယ်တော့ဒီအဖြစ်မျိုးကအထူးဆန်းမဟုတ်ပါနေရာတကာတွင်ကြုံတွေ့ရသည့်အဖြစ်မျိုးပါမနာလိုခြင်းနောက်ကျောဓာဖြင့်ထိုးခံရခြင်းမိမိမထင်မှတ်သူက ရန်သူဖြစ်နေခဲ့ခြင်း ထို့အဖြစ်မြူမူကွဲတွင်မျက်ဝဲရံများစွာကြာပူပါသည်ပြည်ဝင်းကြီးကမိမိတို့အုပ်စုထဲမှာအတူထိုင်နေတော့လဲစကားဝိုင်းထဲမှာမပါဝင်မီသုံးသက်သားပြပေါ်မှာစက်ကူကိုကလစ်ဖြင့်ညှက်ထင်းကပကြီဆွဲနေသည်တရတော်ရွာမှာလူဒန်းသားနှမျိုးရှိသည်တမျိုးကအုပ်ဖို့လုပ်ငန်းပိုင်ရှင်လူနေစုနောက်တမျိုးကအငှားအုပ်ဖို့အလုပ်သမားလူများစုသူတို့ကစင်ရွယ်နှွဲပါကြသည်ရွာသည်စိုက်ပျိုးရေးမဖြစ်ထုံးမှာမြေစီလွှာတွေခန်းချောက်နေပြီအုတ်ကိုနေဖြင့်လဲအချောက်လှမ်းပြီးမီးဖြင့်လဲအချောက်လှမ်းသည် ရှိသမျှအသည့်ပင်အကြီးအငယ်ကုန်းသလောင်းနှီးပါဖြစ်နေပြီရွာသူရွာသားတို့၏အဝတ်အစားတွေလည်းတဖြည်းဖြည်းနှွမ်းကဆုတ်ပြဲသာပြူလာသည်ရွာသူရွာသားတို့သည်တခြားရွာတွေစီသို့ ကောက်ဆိုက်ပြိုးနှုတ်ပေါင်းတင်မြတ်ထူလိုက်ရသည့်ဘဝသို့ရောက်ဆပြူလာသည်ဆ iam ကြီးသည်ရွာဤတွဲဘက်အထက်တန်းကျောင်းဖြစ်သည် လုံတဲ့ရင့်နေပြီဆယ်တန်းအထိကျောင်းသားတွေလက်ခံပြီးစာသင်ပေးနေသည့်ကျောင်းဖြစ်သည်ဆ iam ကြီးသည်ရူးစင်းသည်ဖြောင့်မှန်သည်ကလေးတွေကိုချစ်သည်စေတနာထားသည်ဆ iam ကြီးမှာအာနာချက်ဆူလို့တစ်ခုပဲရှိသည် စာသင်ယူသောမကားရွာကိုဝအသိပညာပေးခြင်းသည် အုပ်ဖို့လုပ်ငန်းသည်ရေရှည်တွင်ရွာအတွက်ထိခိုက်ကြောင်းအခွင့်တင်နိုင်ပြောပြီးမြည်စည်းလောကိုထိမ့်သိမ့်မှုသစ်ပင်တွေကိုစိုက်ကြရန်အခွင့်တင်သည့်၍လှုံ့ဆော်တတ်သည်ကိုယ်တိုင်လည်းအိမ်မှာသစ်ပင်တွေအများကြီးစိုက်ထားသည်တကယ်ဆိုအောင်မီသားသမ်းမြို့နယ်လက်ထောက်ပညာရေးမှူးရာသို့တက်တော်မီဆဲဆဲဆီယာမကြီးတွေအစစအရရအဆင်ပြေချုံးမှုနေသည်အောင်ရှိသည်သို့သောမထင်မှတ်သောအရာတွေဖြစ်ပေါ်လာသည်ပြဿနာစတာကအကြောင်းဆောင်ကိစ္စ ကျောင်းဆောင်သည်ကလေးတွေအတွက်လုံခြုံမှုမရှိလောက်အောင်အမိုးမလုံအကာမလုံရိုင်နေနေသည်ထိုခဏနီခဏနဲ့ကျောင်းဆောင်ကလည်းကျောင်းသား230အတွက်မလုံလောက်တာမို့အချိန်ကိုနက်နက်တခါနီးလေတခါခွဲထားရသည်နောက်ထပ်ကျောင်းဆောင်တိလေးလှုပ်ချင်သည်မိုးရေကန်တစ်ခုကိုဆီယာမကြီးဥဆောင်မှုဖြင့်ရွာအနီးတွင်တူဖော်ခဲ့သည် ထိုမိုးရေကန်သည်ကျောင်းအတွက်သားမကရွာအတွက်ပါနွေရသည်မှတုံးနေရသည်ဆက်ခင်းရေအတွက်မပူပင်ရသဖြင့်အားလက်ချိန်၌ပန်းဆက်ခင်းကိုစိုက်ပျိုးပြုစုဖို့ကလေးတွေကိုဥဆောင်ပေးခဲ့သည် ပင်ဖြစ်လွယ်သောဈေးကွက်လည်းဝင်သောကန္နမနှင့်မြေမျိုးပန်းကင်းတွင်ဖြစ်သည်။ဆီယာမကြီးရေခမ်းနှင့်ပန်းကင်းသည်တရက်တော်တွင်တာယာလှပသောအရာနည်းနည်းလေးတွင်တစ်ခုအပါဝင်ဖြစ်သည်။ဆီယာမကြီးကအပင်ပေါက်ဖြင့်မစိုက်ပြိုးဘဲစရိတ်သက်သာအောင်မျိုးစီတွေကျဲပြီးစိုက်ပြိုးသည်။အထက်တန်းပညာတတ်မြောက်သူဖြစ်သည့်အပြင်အလှပီးသားကိုလည်းခံစားတတ်သူဖြစ်သည့်ဖြင့်ပန်းကင်းကိုအသက်ဝင်အောင်ဖန်တီးနိုင်စွမ်းရှိခဲ့သည်။အဝါရောင်နှင့်အဖြူရောင်ကန္နမပန်းကင်းတို့ကတစ်ဖက်ခရမ်းပြရောင်အနီရောင်မြေမျိုးပန်းကင်းတို့ကတစ်ဖက် ဆေးရောင်စုံပကြီးကားတစ်ချက်လိုလှပနေတတ်သည်ဆ iam ကြီးကပန်းတွေကိုရောင်းပြီးစာသင်ငန်းသုံးပတိဘောကများဝယ်သလိုကျောင်းဆောင်ဆောက်လုပ်ရန်အတွက်ရမုံငွေစုနေသည်ဆ iam ကြီးကျောင်းမှလက်ထောက်ကျောင်းဆ iam တူကျောင်းဆရာတူနဲ့ဆ iam သုံးဦးရှိသဖြင့်ဆ iam ကြီးနဲ့ဆိုစုစုပေါင်း6ဦးဖြစ်သည်လက်ထောက်ကျောင်းဆ iam သည်တရတော်ရွာကန်ဖြစ်သည်လွန်ခဲ့သည့်နှစ်နှစ်ကတော့ဆ iam ကြီးကသဘုတ်စုကျောင်းဆ iam ကအလှရှင်တူနဲ့ချိတ်ဆက်ပြီးဟိုတယ်လီဖုန်းပြောရန်အောင်မြေသာသန်သို့ခေါ်သည် ကျောင်းဆောင်ပြင်နိုင်မှုအခွင့်အရေးမှုဆရာမကြီးလိုက်သွားသည်ထို့အလူရှင်နဲ့စကားပြောရမည်ကျောင်းဆောင်ပြင်ပြီးကုန်ကြစည်းကိုအသေးစိတ်တွက်ပြီးရှောက်လွှာတင်ရန်အလူရှင်ကအကြံပေးသည်တပုစုဆရာမကရှောက်လွှာတင်မှုဆက်သွယ်ဖို့အစအစရရကူညီပေးမည်ဟုဆိုသည်ဆရာမကြီးတက်ကြွရှင်လန်းစွာ လက်ခံလိုက်သည်ထိုနေ့ကတရက်တော်သို့ပြန်လာသောဆရာမကြီးမျောလင်းချက်အပြစ်ခွန်အားအပြစ်အမူအရာကိုကျောင်းသားမိဘတွေနဲ့ကျောင်းကော်မတီကလုံးဝမမေ့နိုင် ဆီယမာကြီးထံမှအပြောအားသူတို့စီတို့ပြက်နှံ့ကသူတို့ပါပျော်ရွှင်နေကြသည် နောက်ဆုံးမှအလူငွေရသည်ကျောင်းဆောင်ပြင်သည့်လုပ်ငန်းစဉ်တဆင်ပြီးတဆင်ငွေကိုအရေးကြချပေးသည်အလူရှင်အဖွဲ့မှလူငယ်တွေရန်ကုန်မှဆင်းလာပြီးအောင်မြင်သာသံမှတွေ့ဆုံပေးရခြင်းဖြစ်သည်ဆီယမာကြီးသုံးကောင်းတိတိအောင်မြင်သာသံတို့ငွေသွားယူရသည်အုပ်သေးကြောက်နဲ့ပြီးလက်မြေတသားတန်းလက်သမားကကုန်းချစိတ်အားလုံးကို အတီးကြစရင်တည်တပြားတစ်ချက်မှမကွာစေရ တချို့လုခကြီးငွေတွေကဘောက်ချမရဘောက်ချမရသည့်အကုန်ကျစရိတ်တွေဆီယမကြီးရဲ့ကြားသိငွေကိုကူရီးပြီးလက်မှတ်ထိုးကစရင်တင်ရသည်တဖြည်းဖြည်းចောင်းဆောင်ကရုပ်လုံးပေါ်လာသည်အလူရှင်အဖွဲကပြည်စည်းသွားသည့်လုပ်ငန်းစဉ်ကိုသုံးချိန်လာကြည့်သည်အဖွဲကိုဆီယမကြီးအိမ်အပေါ်ထဲမှာပဲနေရာစီစဉ်ပေးသည်နေထိုင်တာကတော့ဟုတ်ပါပြီကျွေးမွေးဖို့ကြတော့ဆီယမကြီးအကုန်မဆိုင်နိုင်လက်ထောက်ចောင်းကဆီယမကြီးဘာမှစိတ်မပူပါနဲ့မိမိကြည့်ပြီးစီစဉ်မှမြည်ဟုနှစ်သိမ့်သည် ထို့နောက်လက်ထောက်ကျောင်းတို့သည်တပုစုဆီယမ၏အကြံပေးချက်အရတောင်းသားမိဘအိမ်တွေကိုတအိမ်ကိုငွေ900ကျပ်နှုန်းဖြင့်ကျွေးမွေးစေကောက်ခံသည်တချို့အိမ်တွေကမတတ်နိုင်မတတ်နိုင်လဲကိုကျောင်းကိုလာဆောက်ပေးသည့်အလူရှင်တွေမှမဖြစ်ဖြစ်သည့်နည်းနဲ့ရှာကြံထဲကြသည်ဆီယမကြီး၏နားလည်မှုကတော့တောင်းသားမိဘတွေရဲ့စေတနာထက်သန်စွာဖြင့်အလူငွေထည့်ဝင်သည်ထိုထည့်ဝင်မှုကိုအတိမတ်ပြုသည့်ကျေးဇူးတင်သည်ထို့အခါလက်ထောက်ဆီယမကဒါဖြင့်စည်ရင်းပြုစုပေးပါမည်လက်ခံရရှိကြောင်းဆီယမကြီးရဲ့လက်မှတ်ထိုးပေးပါဟုပြော၏ ဆရာမကြီးကငွေ900အလှရှင်စီရင်တွင်လက်မှတ်ထိုးပေးလိုက်သည်အသုံးဖြည့်ကိုလည်းရှင်းနှံ့ပြုလုပ်ပေးဖို့ဆရာမကြီးကလက်ထောက်ချောင်းကိုတာဝန်ပေးလိုက်သည်ချက်ပြုတ်ကျွေးမွေးသည့်စေတနာရှင်လှူအားပေးတွေကလည်းသူတို့မှတ်ထားသည့်ဈေးဝယ်စီရင်ကုန်ကြဈေးကိုကျူးကျူးဆဆရေးမှတ်ပေးပါသည်ထိုရှင်းနှံ့ကိုဆရာမကြီးကိုယ်တိုင်လက်ရေးဖြင့်စနစ်တကျအချောပြန်ကူရေးပေးပြီးလက်မှတ်ထိုးလိုက်၏ပြဒနာကလရေရှင်နှန်းသည်မိမိထင်သလိုចောင်းသားမိဘတွေလက်ထဲမရောက်ပဲအလှရှင်စီစီရင်တင်လိုက်သည့်အထဲပါသွားခြင်းဖြစ်သည် စာရွက်စာတမ်းတွေကိုမတင်မီဆရာမကြီးကိုယ်တိုင်စစ်ဆေးခဲ့ခြင်းကထိုစင်းစာရွက်လုံးဝမပါနောက်တစ်ခါအလူရှင်အဖွဲ့လာတော့မှ သူတို့ပြန်ပြသည့်ဖိုင်ရဲထဲမှာထိုစင်းပါလာခြင်းဖြစ်သည်ဆရာမကြီးဦးနောက်ဖြင့်လုံးဝလိုက်လို့မမီတော့ပြဿနာဖြစ်ခဲ့လေပြီတကယ်တော့အကြောင်းသားမိဘတွေထဲ့ဝင်သည့်ငွေကအဲ့ခန့်ကျွေးမွေးစိတ်အထဲသို့လုံးဝမရောက်လိုက်သည်ကိုနောက်မှသိရသည်အလူရှင်စီကငွေကိုနှုတ်ယူပြီးကျွေးမွေးခြင်းဖြစ်သည်အကြောင်းသားမိဘစီကလည်းကျွေးမွေးစိတ်ယူမိအလူရှင်စီကလည်းကျွေးမွေးစိတ်ယူမိ ကြားထဲကဆရာမကြီးတွေနှစ်ခါပြန်ငွေကောက်ခံသူဖြစ်သွားသည်မိဘတွေစီကငွေယူမိသည့်ပြစ်မှုကလည်းကိုလက်မှတ်နဲ့တသက်အထောက်ထားနေအစိုးရအကြောင်းဖြစ်သဖြင့်ပြင်ပအလှငွေကိုလက်ခံသည့်ကိစ္စသည်တရားမဝင်ပေစီကန်းချက်မလိုက်နာသည့်ပြစ်မှုကတစ်ခုကျောင်းသားမိဘတွေချွေးနှဲစာကိုအလွဲသုံးစားလုပ်သည့်ပြစ်မှုကတစ်ခု နောက်ဆုံးဆရာမကြီးတွေပင်စင်ရွေငါးနှစ်အလိုမှာလက်ထောက်မြို့နယ်ပညာရေးမှုအဖြစ်ယာရုမတက်လိုက်ရသည့်အပြင်လက်ရှိအလုံးမှာထုတ်ပယ်ခြင်းခံလိုက်ရသည် မိမိလက်ထောက်ချောင်းအုပ်ကမိမိဤနေရာကိုရသွားသည်လက်ထောက်မြို့နယ်ပညာရေးမှုနေရာကိုရလိုက်သူကတော့သဘောဆုချောင်းဆီယာမဖြစ်သည်ဆီယာမကြီးသည်တသက်နဲ့တကူမကြုံမှုသောအရှက်နဲ့တင်ငယ်စိတ်တို့ကိုခံစားရသည်အိမ်မပြောသောညတွေများလာသည်အစားပြက်အိမ်ပြက်ဖြစ်လာသည်အိမ်ထဲကနေအိမ်ပြင်ကိုမထွက်တော့နောက်တော့မိမိကိုကျောင်းသားမိဘတွေအားလုံးကလက်ညှိုးထိုးအပြစ်ဆိုနေသည်ဟူကြီးထင်နေသည်မိမိကိုမကောင်းပြောနေသည့်စကားတွေကိုကြားနေရသည် သားတွေသမီးတွေကမဟုတ်ပါဘူးအမေကိုဘယ်သူမှဘာမှမပြောအမေလှဲ့ခွင့်မိသွားတယ်ဆိုတာမိဘတွေသိပါတယ်ဟုဖြောင်းပြပြောဆိုတော့လည်းမယုံဟောကြားလားဟိုမိမပြောနေရလားငွေတွေအလွဲသုံးစားလုပ်တယ်ဆိုတာငါ့ကိုပြောနေရမဟုတ်လားနားထောင်သင်တကယ်တော့ဘယ်သူမှဘာစကားမှပြောရမဟုတ်ဆီယမာကြီးစိတ်ထဲကအစိုးရင်ကြီးနေခြင်းဖြစ်သည်မှားယွင်းသည့်စိုးရင်စိတ်ဖြင့်ဆီယမာကြီးစိတ်တော့ကဝေဒနာကိုအပြင်းထန်ခံစားရလေတော့သည်ဆီယမာကြီးကဆံဝင်နဲ့ပြပြသေးလား မြောင်ဝင်းရံကမေးကြည့်သည်ဆ ्याम ကြီးကခေါင်းငိမ့်သည်ပထမတော့အောင်မြသာသန်မှကူးသည်နောက်တော့အောင်မြသာသန်ကနေတိုင်းစီယုံအထိလွတ်သည် နောက်ဆုံးတွင်ရန်ကုန်သို့သွားရသည်ဆ ्याम ကြီးအတွက်ဝင်ဝင်မရှိတော့သည်ချားတယ်စီကူသာဖေးကဝင်ပြလာသည်အိမ်တွင်ရှိသည့်မြအဖိုးတန်ပစ္စည်းတို့ထုခွဲရောင်းချလိုကုန်ပြီဟုတ်ပါရဲ့အောက်ထပ်မှမြင်သည်များကတော့ဆ ्याम ကြီးအိမ်မှာအိမ်နောက်ပရိဘောကရေလို့ဘာမှမရှိမြောင်ဝင်းရံတို့ထိုင်နေကြသောတန်လျာတွေကတစ်သားချမ်းအဟောင်းအမြင့်တွေ မျက်နှာချင်းဆိုင်မှာသုံးချောင်းထောက်တစ်သားတောက်ရီဦးစင်ကလည်းရေအိုးနဲ့ထိထိနေရာတွေမှာဆွေးနေသည်။မြောင်းဝရန်ဖူးကျော်နဲ့ကိုထွန်းထွန်းဦးတို့ဆီယမကြီးကိုမေးလိုက်။ကိုအချင်းချင်းပြောလိုက်တဲ့စကားလက်ဆောင်ကြနေသည့်တစ်ချောင်းလုံးတွင်ပြူးမိုးကြီးကတော့လူမှုရေးညံပြင်းလိုက်၏။ဘာစကားမှဝင်မပြော။ဘာမေးခွန်းမှဝင်မမေးပဲစုတ်တံဖြင့်ပကြီးရေးလျက်ရှိသည်။မထင်မှတ်သောအချိန်တွင်သူကပကြီးကားကိုလက်ဆက်တက်လိုက်သည်။ဆီယမကြီးဒါဆီယမကြီးအတွက်အမှတ်တရလက်ဆောင်ပါ။ ီမိုးညင်းကမတက်ရက်လက်ဆံမကြီးရဲ့ပကြီကားကိုယူသည်သည်လှမ်းပေးသည်ဆံမကြီးကရောင်နှနာပုံစံဖြင့်လှမ်းပေးသောစာရွက်ကိုယူကြည့်လိုက်၏ဆံမကြီး၏မိန်ဖြော့သော မျက်ဝန်းတို့သည်လက်ခနဲအယောင်တောက်ပသွားသည်ဖြူရော်ရော်နှုတ်ခမ်းတို့တွင် ပန်းသွေးရောင်လွှမ်းလာသလိုအယောင်ပေါ်လာသည်ထို့နောက်အန်အောစရာကောင်းလာအောင်ပင်ဘီမိုးငင်းကိုမျက်လုံးချင်းဆုံလျက်ကြည်လာသည်။လှတယ်နော်။ခတူးတို့ရည်ရွယ်လိုက်သည်ဆီယာမကြီးအတန်း ဘိုးကျော်နဲ့ဆန်းကိုကဆီယမကြီးနောက်မှာမတက်ရဲ့ဆီယမကြီးနဲ့ခေါင်းချင်းဆိုင်ပြီးပကြီးကားဝေးကြည့်ကြသည်။ဟာဆီယမကြီးရဲ့အကြောင်းပါလား။ဆီယမကြီးရဲ့ပိုင်းကင်းလေး။မယန်းရောင်အဝါရောင်အနီရောင်အဖြူရောင်ပိုင်းကင်းတွေကအစိမ်းရောင်အရွက်တွေချမှ။လေးဖြင့်ရင်းတွေကလှိုင်းထနေသည်။ပိုင်းကင်းအလဲတွင်အရင်မဲတရံနဲ့လူတူပုံအသေးလေး။သို့တော့ဘာမှမကွဲပြားသည့်အရင်မဲဖြစ်မင်းဒါအမျိုးသမီးတယောက်ကိုခံမှန်းလို့ရသည်။ ဆီယမ်မာကြီးဘာဖြစ်လို့ပူပင်တော့ကတွေပြေရော့သွားတယ်လဲဆိုတာမြဝင်းရဲ့သဘောပေါက်သွားသည်ဆီယမ်မာကြီးသည်ပကြီကားထဲတွင်သူ့ကောင်းမှုကိုသူပြန်တွေ့သွားလေပြီဟုတ်တယ်ငါပန်းငင်းလေဒါဖြင့်ငါသားဟာအရင်ကငါကြောင်းလေးကိုရောက်ဖူးတဲ့ပေါ့ပြီမိုးငင်းကိုဆီယမ်မာကြီးကတိုက်ရိုက်စကားပြောလာသည် ပြီမိုးငင်းကပြုံးသည် အလိုသူသည်မြဝင်းရဲ့ထင်သားသလိုခနဲ့တဲ့အပြုံးကိုသာပြုံးတတ်သူမဟုတ်ပါကလားနူးညံ့နှွေးထွေးသည့်အပြုံးကိုလည်းသူပြုံးတတ်ပါလား မမြင်ဘူးပါဘူးဆီယမကြီးကျွန်တော်ဒီရွာကိုပထမဦးဆုံးအကြိမ်ရောက်ဖူးတာပါ။အိုးဆီယမကြီးတခဏနေပြီးမှတက်ပြင်းချကအဲ့ဒီဘန်းကြီးအခုပဲရှိတော့မလဲပျက်စီးပြီပေါ့ဟုအတန်တိမ်တိမ်ဖြစ်ရေရွတ်ပါသည်။ပျက်စီးပြီပေါ့အမေအမေမရောက်လို့အဲ့ဒီနားမှာမျက်တောင်မပေါက်ဘူးပတ်ကြားတွေအဲ့လိုလက်တော့ပေါ်ဟာကိုတော့ရင်အနားရောက်လာသည့်အမျိုးသမီးတစ်ယောက်ကအားရပါရမဲ့ရွယ်ကပြောသည်မဟုတ်ဘူးလေမ ပြည်မွေးကြီးကထိုအမျိုးသမီးကဟန်တားခြင်းတလို့မျက်နှာဖြင့်စကားဖြတ်ပြောသည်ဆ iam မကြီးရှိတဲ့နေရာမှာစေတနာဝန်ထမ်းကြောင့်ရောက်လာလိမ့်မယ်ကြောင်းရှိတဲ့နေရာမှာပန်းကင်းရောက်လာလိမ့်မယ်ရေးကြီးဆုံးကဆ iam မကြီးမှာစိတ်ဆန္ဒရှိနေဖို့ပဲလိုပါတယ်ပြည်မွေးကြီးကအသေးချာတိနေသည့်ဘီရင်ဆရာလေးတန်မျိုးဖြင့်တထိတ်ချပြောလေသည်ဆ iam မကြီးခြံဝင်းထဲသို့လူငယ်လေးတစ်ယောက်လေးစင့်စတီထမင်းချိုင်ကိုဆွဲလျက်ရောက်လာသည်ဆ iam မကြီးဟုနမည်တက်ခေါ်တော်လဲဆ iam မကြီးကလှည့်ကြည့်ုံကြည့်၏ တကယ်ထရက်ပြီးမင်းမြတ်သူကကုထုံးဝင်ဖြစ်သည်ဆ ्याम ကြီးသည်ဘာကိုမှစိတ်မဝင်စားပဲသူ့လက်ထဲမှာကင်ထားသောပကြီကားကိုသာပြန်ကြည့်လျက်တနည်းရရာသို့ဆေးရောက်နေဟန်ရှိသည်အမေအမေတပည့်တွေကအဲ့တယ်တွေအတွက်တည်းသမင်းကြိုင်လာပို့သွားတယ်အဲ့တယ်တွေကိုသမင်းကြွေးဖို့တဲ့အမေဟောတော်ဆ ्याम ကြီးသမီးကလှုပ်ခနဲ့ယူရွတ်ကရှာတစ်လစ်ထုတ်၏ဒီမှာကျုပ်ကကျုပ်မွေကျော်လေးကျော်ကိုခောက်နေတော့ရှိသေးတယ်ဆ ्याम ကြီးကိုအခုချိန်ထိចောင်းသားမိဘတွေကလေးစားနေတော့မယ်နော် ဆီယမကြီးရဲ့ဂုံချောင်းကျွန်တော်တို့ပါပြည့်စုံရတယ်။ကျေးဇူးတင်ပါတယ်ဆီယမကြီးရဲ့။ပြီးမိုးကြီးကစကလုံးတွေကိုတတိထားရွေးချယ်ပြီးဆီယမကြီးရဲ့မျက်လုံးတဲတဲကိုရင်ဆိုင်ကြီးကပြောတော့ဆီယမကြီးမျက်ဝန်းတွေတောက်ပလာလေသည်။နိုင်လွန်ငါးဟုခေါ်သောရေချိုငါးတေးသေးလေးတွေကိုဥကတ်ချက်ပြီးကစွန်းရချင်းရင်ဟိနဲ့ငရုတ်သီးမိခင်စားတောင်းဖြစ်သည်။ဆံကလည်းအညာဆံဖွဲဖွဲကျန်းကျန်းငါတေးသေးကျဲဆိုရင်တချမ်းနေပြီးကျွတ်နေမှာစားတတ်သောမြဝင်းရံကထူငါဟင်းကိုမစားတတ်ပါ။ ထို့ပြင်လက်နဲ့လည်းမစားရသဖြင့်တခြားရွာတွေတွင်ကလိုပင်ဟင်းခတ်သည့်ဇွန်းကောက်တစ်ချောင်းတောင်းပြီးဇွန်းဖြင့်စားရမူငါးသီးသီးကိုအယိုးမထွန်းတတ်ပါဒါကြောင့်ငါးဟင်းကိုမနိုင်မိပါပြူမူးငင်းကတော့ဖူးကျော်တို့ထိုင်တယ်လို့ကြာကြာနာနာတီမင်းငွေထိုင်ကလက်ဖြင့်စားနေသည်ကျဲဥကျော်ကအာပြူစားကိုကြံရွယ်စင်ဆီယမကြီးသမီးကငါးဟင်းခတ်ထည့်ပြီး၏မကြိုက်ဘူးဟုပြောရမှအားနာသည်တကောင်ကိုဇွန်းဖြင့်ကက်ကက်တက်တက်ဖဲ့ပြီးစားဖို့ကြိုးစားကြည့်သည် ထို့အချိန်မှာပင်ပြီမိုးငင်းကမိမိပကံလဲသို့အယိုးထွင်ထားပြီးသောငါးဖက်လေးများကိုအမှတ်မတင်ထည့်ပေးလိုက်လေသည်။အိုးဘလို့လွတ်လိုက်တာလဲ။ညောင်ဝင်းရန်သူ့ကိုမျက်လုံးထောင်းမှဆွေလျက်ကြည့်မိတော့သူပြုံးနေသည်။ငင်းလိုက်လျင်ပိုအရှက်ကွဲသွားနိုင်သည်။အသာငြိမ်နေလိုက်ရသည်။နောက်အခွင့်အင့်လျင်သူ့ကိုပြောဖို့စကားလုံးတော့အခုပဲစဉ်းစားမိသွား၏။ကျမကသူများလက်နဲ့ထိပ်ပြီးအစားအစာကိုမစားတတ်ဘူးယွန်တက်တယ်။နောက်ကိုအဲ့ဒီလိုမလုပ်ပါနဲ့။ကိုထွန်းထွန်းကဆီယမကြီးတပည့်ဖြစ်ခဲ့ဘူးသည်။ အဝေးတင်တက်ကသူသမိုင်းအတိကဖြင့်ဖွေးရထားပြီးတဖက်ရွာကဘုံတော်ကြီးတင်အတန်းချောင်းတွင်အလဲတန်းပြဆရာအဖြစ်လုတ်ကင်နေသည်အင်းရှင်အဖြစ်ဓမင်းမိုင်းမှာစကားပြောဧကန်နိုင်စကားထောက်ပြီးနိုင်သူကမြဝင်းရဲ့ရှီယောင်းသူတေသနာဘာသာရပ်ကိုလည်းဆက်စုသည်ပြီးမွင်းရင်ဤနယ်လက်ပကြီးဆွဲခြင်းအကြောင်းလည်းဆက်စုမေးမြန်းနိုင်သည်ရှီယောင်းသူတေသနာဆိုတော့ဆ iam မကဘာရီတုဖို့ရရလဲဗျကျမတို့ကမြူဟောင်းတွေကိုတူးကြတာအဓိကကတော့တင်းချိုင်မြေတွေပေါ့တလောလုံးကကုထုံးတွေကြားလိုက်လား စမုံမြေဝမ်းမှာကြီးခေကအသုံးပြုတဲ့လက်နက်တွေကိုရှာတွေ့ခဲ့တာလေမြန်မာနိုင်ငံရဲ့ပြုခေမှာကြီးလက်နက်တွေတန်လက်နက်ကိရိယာတွေကိုသုံးပြီးလဲရဆိုင်ပြူရေးကိုဖွံ့ဖြိုးအောင်လုပ်ခဲ့ကြတယ်တရုတ်နိုင်ငံနဲ့ကုသရန်ဝယ်ရေးတွေလုပ်ခဲ့ကြတယ်ဆီယမကရှီယောက်သူဒေသနာဌာနမှာလုပ်တာလားမဟုတ်ဘူးရှင်ကျမကပါတကူပွဲအတွက်စာရန်ပြုဆိုရင်စာရင်းနေတဲ့လွတ်လပ်တဲ့သူတည်တည်ပါ ကျမရဲ့ဆရာတွေကရှီယောက်သူဒေသနာဌာနနဲ့ပူးပေါင်းပြီးမြန်မာနိုင်ငံမှာတတ်ထုခေကိုရှာဖွေနေတာလေပြူခေဆိုတော့ဘယ်နှခုနှစ်လောက်လဲဗျာ ရစ်တော်မပေါ်မီ1900လောက်ကနေခရစ်တော်ပေါ်ပြီး1200အတွင်းလောက်လိုခန့်မှန်းကြပါတယ်။ကြည်ုံနဲ့သိရပေါ့။ဟိုတွေ့ရှိချက်တွေကိုသိပံနေကြဆစ်ဆေးကြရတယ်လေ။အဲ့ဒီပစ္စည်းတွေမှရှိတဲ့ကာဗွန်ကိုတွက်ယူပြီးဘယ်နှစ်လောက်ကြာခဲ့ပြီဆိုတဲ့သက်တမ်းကိုတွက်လို့ရတယ်။အော်ဟုတ်လားတော်တော်တူးတက်တာပဲနော်။ဟုတ်တယ်သစ်ပင်ပင်စည်းရဲ့ထချမ်းပြက်မှာမြင်ရတဲ့အစင်းချောင်းတွေကိုတိုင်းပြီးသစ်ပင်သက်တမ်းကိုခန့်မှန်းလို့ရတယ်လို့နေမှာပေါ့။အေးဗျပညာရရလည်းအမျိုးမျိုးကို အံ့ဩစရာတော့ကောင်းမလားမသိဘူးတချို့တူဖို့တူရှိချက်တွေကနေဘလောက်ထိကောက်ချက်ချလို့ရသလဲဆိုရင်အဲ့ဒီအယိုးစုမှာတွေးတဲ့အယိုးအခြေအနေကိုကြည့်ပြီးသူကငယ်ဘဝတုန်းကဘလောက်ထိစိတ်ပင်မနှွမ်းနေခဲ့ရသလဲစိတ်ဖြစ်စည်းမှုများခဲ့ရသလဲဆိုတာတောင်ပြန်တွေ့ယူလို့ရတယ်။အိုးကျမရဲ့ဘာသာကတော့ bioarchaeology လို့ခေါ်ပါတယ်။တွေ့ရှိတဲ့ပြုခေအယိုးစုတွေရဲ့ကာဗွန်နှစ်ကိုတွေ့ကြည့်ရတယ်။အယိုးကိုကြည့်ပြီးအဲ့ဒီခေကဒေတာပထဝီကွာခြားမှု အဲ့ဒီကနေအစားအသောက်အလေးအထကွာချောင်းမှဒါရီယိုလိလာပြီးသူတေသနာလို့ရတာပါပြီးမိုးငင်းကိုကြတော့ဘာကြောင့်ခြေချင်းလျှောက်သွားပြီးပကြီးကြီးဆွဲနေတာလဲဦးမေးသည်ကိုထွန်းထွန်းဦးဤအမေကဥဆန်အောင်ဤအမေနဲ့တိတ်မကွာပါသို့တော့မေးပုံငင်းကွာလို့လားမသိသူ့အဖြေကလည်းကွာလေသည်ကျွန်တော်ကတစ်ခုနဲ့တစ်ခုအမိပြုနေတဲ့သဘာဝပတ်ဝန်းကျင်ကိုလေ့လာရင်ဓာတ်ပုံရိုက်ပကြီးဆွဲလောက်ရတာဗျအခုလိုနွေရသည့်အစမှကျွန်တော်လက်ခံထားတဲ့အလုပ်တွေရှင်းနေတော့ နောက်အလုပ်တွေမစခင်မှာမြန်မာနိုင်ငံအနှံ့လျှောက်သွားတာပဲ။သွားတိုင်းလည်းကလေးတွေကိုပျော်စေခြင်းနဲ့ကလေးတွေအတွက်ကျွန်တော်လုပ်ပေးနိုင်တာကလည်းပကြီဆွဲတာပဲရှိတာ။စားလဲတည်မပေးတတ်ဘူး၊ဆေးလည်းကုမပေးနိုင်ဘူး။ဒီတော့ကျွန်တော်တက်တဲ့ပညာနဲ့ပဲသူတို့ပြောအောင်လုပ်ပေးရတာပေါ့။ငွေလည်းသိမ့်မကုန်ဘူးလေ။ဆရာမကြီးတို့လိုစေနာရှင်မျိုးနဲ့တွေ့ရင်ထမင်းလည်းစားရသေးတယ်။ဘလောက်ကောင်းလဲဗျာ။သူတို့ရေမောလိုက်ကြသည်။ညာဝန်ရမရေမိပါ။ဘုတရားစီတောင်းမရေမိ။တခွန်းတော့မီးပြအောင်မီးလိုက်မိပါသည်။ ဘာလို့အောင်မြင်သားသက်နေဦးလာတာလဲကျွန်တော်အောင်မြင်သားသက်နေကိုအလုပ်ကိစ္စနဲ့လာကိုလာရမှာညီမရဲ့ကျွန်တော်အဖိုးစီကအမွေရတဲ့ဥယျာဉ်ချမ်းကချမ်းဆောင်ကြီးနေမကောင်းလို့ဆင်းရုံတင်လာရတယ်သူ့နေရာမှာလူစားထိုးဖို့စီစဉ်ရမှာနေပါဦးအောင်မြင်သားသက်နေကိုသွားမယ်ဟာဘာဖြစ်လို့ကားနဲ့တိုက်ရိုက်မသွားပဲအစွန်ပြက်ရွာတွေကနေတရွာပြီးတရွာပြောင်းနေရတာလဲညောင်းရံဤဆွဆွဲလိုဟန်မျက်နှာထားကိုသူရိမ့်မိသည်ပြေရာပြေချောင်းအပြုံးဖြင့်စိတ်ရှိလက်ရှိဖြစ်၏ အခုလိုကြောပိတ်တလုံးနဲ့လွတ်လွတ်လပ်သွားတော့ရွာအเจ้าလူတွေအเจ้าပို့တိရတာပေါ့ဗျာဒါပြည့်ပြည့်စုံသောအဖြေတစ်ခုလိုပင် သူဘာမှဆက်မပြောတော့ဘူးကိုမုံညင်ခီးတစ်ခါထွက်ရင် ပုံဘယ်နှပုံလောက်ဆွဲပြစ်လဲဗျပုံပေါင်း90တရာဆွဲပြစ်တယ်ဟင်းကောင်းတော့မှာပဲဟိုနှကောင်းရှုပ်ငင်သေးပေါက်သွားတော့လဲချက်ချင်းကြီးဆွဲပြီးအိမ်ထဲမှာအခုပဲခဏကတ်ထားသည့်ဆရာမကြီးကြောင့်ပန်းငင်းပုံပကြီးကားနဲ့တဲတဲဖြစ်နေတော့စိတ်ကိုရှော့ချပြစ်လိုက်ရပါသည် ဆွဲသမျှတွေကိုလည်းကလေးတွေကိုအကုန်ပေးခဲ့တာပဲဗျကျွန်တော်ရန်ကုန်ကိုပြန်ပါလာတာ၄၅ကပဲသူကြည့်ရတာကိုကိုကိုကျေနပ်နေပုံရသည်ညဝင်းရန်သည်စကားပြတ်တုံကိုထုံးကိုမိမိလိုက်ကိစ္စအတွက်စုံစမ်းကြည့်ခြင်းတော့လေပြီးမိုးငင်းကိုဘလို့မှခွာထုတ်လို့မရနိုင်ဒီအကြောင်းကိုမမေးရပဲနဲ့တရက်တော့မှပြန်ထွက်ရမှာလားသူရှိတွင်လည်းလုံးဝမမေးခြင်းသူ့ဟာသူထပြန်ပြီးပုံမပေါ်တော့လဲညဝင်းရန်ကပဲပြန်မှုပြင်ရလေသည်ခကြီးဆက်ရအောင်မှမို့သွားခွင့်ပြုပါဦး ဆာမကြီးရန်ကုန်ပြန်ရောက်ရင်ကျမကိုဆက်သွယ်ပါရှင်မိမိကိုလောကဝဖြင့်ပြန်လည်နှုတ်ဆက်ခြင်းမပြုသည့်အပြင်မိမိ၏လိပ်စာကပ်ပြားကိုဆာမကြီးကလှမ်းမဲ့ယူကိုထုံးဦးကသာဆာမကြီးကိုသာလှမ်းယူသည် ပြီးမိုးကြီးကသူ့ကပ်ကိုထုတ်ပြီးတော့ဆာမကြီးကလှမ်းယူလေသည်ညဝင်းရဲ့အောက်သက်သက်ဖြစ်သွားမိသည်ထို့သောဆာမကြီးသည် ပြီးမိုးကြီးကို သူ့အပေါ်နားလည်ပြီးပကြီးရေးဆွဲပေးနိုင်သူဟုယုံကြည်ပေလိမ့်မည်ညဝင်းရဲ့အပြုံးမပြတ်ထားထွက်ခဲ့ပါသည်ထို့အချိန်မှာစပိန်တစီဖြင့်လူတစ်ယောက်ချန်တဲ့သို့ဝင်လာသည် ကိုထုံးဦးနဲ့မျက်နှာခက်ဆင်ဆင်ထုံးဦးရေငါအခုပဲတရင်ကြားခဲ့တယ်လက်ပံစုကဇေဒီပြက်တစ်ခုမှညတော့ငါလူစိမ့်ခိုးသွားတယ်မင်းသမီးရောအခုပဲမလဲသမီးကသူ့အတော်ရင်သွားတယ်လူစိမ့်ဟုတ်လားအေးပေါ်လူစိုးမှမသိလူကောင်းမှမသိဇေဒီပြက်မှငါပြောသေးကုန်လို့စားကျွန်းစားကြံလို့လဲတွေ့တဲ့အုံနှဲကနေထွက်ပြေးနေတယ်မရင်းလူသက်ကောင်မဟုတ်ဘူးလို့မပြောနိုင်ဘူးအုံနှဲကလူသက်သမားဟုတ်လားဆီယမကြီးသမီးခြံရှိသူစိုးရင်တကြီးပြေးထွက်လာ၏ဟုတ်ပါရဲ့လူသက်သမားကိုမေးထားမိနေပါရောလား တကယ်တော့မိမမမိသေးပဲရင်ထဲမှာစိုးရင်ပူပန်မှုကိုခံစားလိုက်ရသည်ရဲတွေခုမနဲ့လက်ပံစုပက်လဲကိုရှာနေကြတယ်လို့ပြောတယ်လက်ပံစုနဲ့တရက်တော့ကတခေါက်လောက်ပဲရှိတာအဲ့ဒီတရားခံလို့ယူဆရတဲ့လူနေတဲ့လူကဘလို့ပုံစံနဲ့လဲနမီကဘယ်သူလဲရဲကသူနဲ့ပတ်သက်ပြီးဘာသတင်းတွေရတာလဲယင်စပိန်နဲ့လူအားမြဝင်းရဲ့မေးလိုက်မိသည်အဲ့ဒါတော့မသိဘူးဗျကျွန်တော်လည်းသတင်းကြားကြချင်းဒီဘက်ပြေးလာတာရဲစခန်းမှာမေးရင်တော့သိနိုင်တယ်ဒါဖြစ်ရင်ကျမရဲစခန်းကိုသွားမယ် လာဒါဆိုကျွန်တော်တို့အတူတူသွားတာပေါ့ပြီးမူးကြီးကရဲစခန်းကိုလိုက်လာသည်တရတော်ရဲစခန်းသည်ပြင်ကပြင်ကမြေဆိုက်အဆောက်အဦဖြစ်သည်ကုညီပြရစီဟူသောဆိုင်ဘုတ်ကဖီးတချို့ကွာလျက်ရှိသည်မထေးကျွေယောက်ျားအချုပ်ခံနေရတာတရတော်ရဲစခန်းဆိုလားလို့ဒါဆိုရင်ဒီမှာပဲပေါ့ညီမတကယ်ဆိုရင်ဒီကိုညီမတယောက်တည်းလာဖို့မကောင်းဘူးရဲစခန်းအဝင်တွင် ပြီးမိုးကြီးကမြောင်ဝင်းရဲ့အနားသို့ကပ်လာပြီးခက်တူးတူးပြောသည်မြောင်ဝင်းရဲ့သူ့ကိုတဲ့တဲ့ဆိုက်ကြည့်လိုက် သူမျက်လုံးလွှဲမသွားပါအဖေခေါ်ခဲ့ဖို့ကောင်းတယ်ညီမမှာတိုင်းမင်းမတိုင်းမဲ့ပဲတငယ်ချင်းမရှိဘူးလားညီအမမောင်နှမတွေမရှိဘူးလားကိုတောင်ဖုန်းကြီးကြောင့်မှညီမကိုတွေးလိုက်ရခဲ့တယ်ကျွန်တော်စိတ်မချတာပဲမြောင်ဝင်းရဲ့မျက်နှာကိုတိတိတသားမော့ပြစ်လိုက်မိသည်မလိုပါဘူးကျမကိုကိုကိုစောင့်ရှောက်နိုင်ပါတယ်ရဝင်းနဲ့တယောက်အားမြောင်ဝင်းရဲ့တိလိုသည့်မျက်နှာကိုမေးသည့်အခါပထမတော့မဖြေပဲမိမိအားပြန်ပြီးမေးမြန်းဆုံးလန်းနေသည်ဤ ညောင်ရံကမိမိကိုမိမိမိတ်ဆက်ပြီးအုံနေရော်မှာတွေ့ခဲ့သည်ရွှေမုံဝင်းအာသူဘနဲ့မိဘတို့၏တောကပရိဒီဝါများကိုအဆအဆုံးပြောပြတော့မှယုံကြည်သွားပြီးသူတို့တရင်ရသမျှကိုပြောပြတော့သည်တေးတဲ့ကလေးမလေးရဲ့ထမင်းကြိုင်ကိုတွေ့တဲ့အင်ရှင်ကမခင်ဆန်းလွင်အလုတ်ကစိုက်ပျိုးရေးသုံးပစ္စည်းအယောင်းဆိုင်အဲ့ဒီအိမ်မှာအဲ့ဒီအချိန်ကရှိနေခဲ့တယ်လို့ယူဆတဲ့သူကမောင်တင်လေးအားလုံးကမောင်တင်လို့ပဲခေါ်ကြတယ်သူတဲ့ပုံတွေပါရှိလားယင် အမတို့ကြည့်ကြင်ကြည့်ပါကျွန်တော်တို့လည်းမိတူကူပြီးတော့ရွာတွေကိုဝေတော့မလို့ပဲ။ဓပုံကလိုင်စင်ပုံမဟုတ်ပို့စကက်အရွယ်အလှရိုက်ပုံဖြစ်သည်။လက်ရဲမပါသည်တရားငယ်တစ်ခုပေါ်တွင်မတ်တရက်နေသည်။ပစိုးကိုတည်တည်တတ်တတ်တူတူဝှထားပြီးအင်ကြီးကော်လန်ဖားဖားနဲ့သပင်ကနှထင်ထီအောင်ရှည်နေသည်။မျက်လုံးပြူးပြူးနှထင်ချင်ချင်အုံနှုတ်ခမ်းခတ်တွဲတွင်တာမန်ရွာသားတို့ဦးမျက်နှာပါပဲ။ဘလို့မှထင်ရဲစရာမရှိ။ညဝင်းရမျောလင်းထားသလိုကောက်ချစ်ဆင်းလဲသောမျက်လုံးများမဟုတ် ကင်မရာကိုပြုံးကြည့်နေပုံကဟာသညာရှိမိလူတူလူလို့ဖះဖះဒီလူဟာရွှေမုံဝင်းကိုထိုလူဤမျက်နှာကိုမှတ်မိအောင်မျက်ဝန်းရံတက်နိုင်သမျှအလွတ်ကျက်မှတ်ကြည့်နေမိတော့လဲအကယ်၍တနည်းရရမှအမှတ်မတင်တွေ့မိလျင်မှတ်မိမှာမဟုတ်ပါဘာကြောင့်လဲဆိုတော့ထိုသူသည်တာမန်သူလုံငါလုံမထူးခြားသည့်ရုပ်ရည်ပိုင်ရှင်တယောက်မို့ပါပဲနေအိုမျက်ဝန်းရံမှာတရွာချင်းလေးလာရမည်လာရင်ကိစ္စရှိသေးသည်ဒီရောပန်ဝင်းကျင်တွင်ဟိုတို့ကဆိုးရွားသည့်ရက်ဆက်တက်ပြတ်မှုတွေရှိခဲ့ဘူးပါသလား မြောင်ဝင်းဟန်တရက်တော်ကနေမပြန်ခင်မေးပြအောင်မေးရတော့မည်ဒီအခွင့်အရေးကိုနောက်တစ်ခါရဖို့ဆိုလျင်ဒီရောနောက်တစ်ချိန်ပြန်လာနေရမှာကိုသို့တော့ပြည်မူးညှိရှိမှလည်းမမေးချင်ပါအာမနာပါမနာပြန်ခိုင်းလိုက်ရမလားသူ့ကိုလှည့်ကြည့်လိုက်ချင်းမှာပြည်မူးညှိကရဲဝင်နှံအာမေးလိုက်သည်ဒါနဲ့ပူကြည့်ဆက်စုတယ်လို့တော့မထင်ပါနဲ့ဗျာကျွန်တော်သိချင်တာလေးတခုမေးလို့ရမလားမေးပါရပါတယ်ဒီရောပတ်ဝန်းကျင်မှာဒီခေတ်ထဲမှာပဲဖြစ်ဖြစ်ဘူကြီးမမိလိုက်တဲ့ကုလိုနီခေတ်ကာလမှာပဲဖြစ်ဖြစ် ရဲဆက်ရုပ်မာတဲ့တပြက်မှုတွေဘာတွေများကြားဘူးပါဒလားဟင်ညောင်ဝင်းရန်သူ့ကိုဖြတ်ခနဲ့ကြည့်မိသွားသည်သူကတော့တကယ့်ကိုပဲတည်ကျင်လို့မေးနေသည်မျက်နှာသားမျိုးညောင်ဝင်းရန်ကိုလုံးဝမကြည့်ပဲရဲဝင်နှန်းကိုသာလေးလေးဆဆပုံစံဖြင့်ကြည့်နေသည်ရဲဝင်နှန်းကနည်းနည်းမှမစင်စားပဲချက်ချင်းဖြေပါသည်တပြက်တာတွေတော့ဒီရွာမှာမဟုတ်ပါဘူးဟိုတုန်းကလည်းမကြားဘူးပါအောင်ကျွန်တော်အမေကဒီရွာသားတိပဲအမဒီအချုပ်ထဲမှာဗာကြီးဆန်အောင်ရဲ့သားရှိတယ်အမထီးကျွယ်ရဲ့ယောက်ျားလေး ဟုတ်လားမင်းနဲ့ရင်းနှီးလားရင်းနှီးတယ်ဗျတွေးလို့ရရင်ကျွန်တော်ခဏသွားတွေးလိုက်အောင်မယ်ဘာမှချင်းလို့လဲမတိကျွယ်ယောက်ျားကိုဖိုးကျော်ကသွားတွေးသည့်အချိန်မှာညာဝင်းရံကခက်လန့်လန့်မှရက်လျက်အကဲခတ်ကြည့်သည်လူကြီးယုံနဲ့ဇနီးမယားကိုတေးလူမျိုးပါဖြစ်အောင်နှိပ်ဆက်ရိုက်နှက်မိသူထင်စရာမရှိမျက်လုံးတွေမှာသူမမျောလင်ထားသလိုအရက်ခိုးတွေဝီနေတာတို့နီးကျင်နေတာတို့လည်းမတွေ့ရပြည့်ပြည့်သည့်ရုပ်ရည်ပိုင်ရှင် မုံမုံမိုင်းမိုင်းအကြည့်လောကကြီးကိုအလိုမကျသည့်တာမန်လူတစ်ယောက်ပါပဲ။ သူကဖိုးကျော်ကိုတွေ့တွေ့ချင်းမင်းနေကောင်းလားသမီးလေးရောတဲ့သူထန်နာကသူ့မျက်လုံးမှာသူ့စနီးအပေါ်မှာပြုတ်မိထားသည်ပြင်မှုတွေအတွက်လည်းစိတ်မကောင်းဖြစ်ပုံမပေါ်သူ့မျက်လုံးမှာဘာနောင်တာမှမရှိချေရဲစခန်းမှာပြန်ထွက်လာသည့်အချိန်တွင်မြဝင်းရဲ့အာယုံမှာဆွဲထင်လာတာကဆီယာမကြီးနေရာကိုရောက်ယူသွားသောလက်ထောက်ကြောင်းလည်းမဟုတ်လက်ထောက်မြို့နယ်ပညာရေးမှုရာထူးကိုရောက်ယူသွားသောတပုစုကဆီယာမလည်းမဟုတ်အထီးကျွဲကိုတီးကောင်းပေါင်းနဲ့နှိပ်ဆက်ခဲ့သောကိုမောင်လည်းမဟုတ် ုံနှဲကလူသက်တေကမရင်းသမတ်မောင်တေမင်းမဟုတ်ကုကုကိုတက်တေသွားသည်ဆိုသောရှားတော်ကလူနဲ့သူ့မိသားစုဖြစ်သည်ဘူးကျော်ရင်မင်းအပြန်နောင်းကြလောက်ဘူးထင်ပါတယ်အမကိုရှားတော်ဆိုတဲ့ရွာကိုခဏလိုက်ပို့ပေးပါနော်အမမင်းကိုမုံမိုးထပ်ပေးပါမယ်ရပါတယ်အမလမ်းကြုံနေရပဲပို့ပေးပါမယ်ထပ်ပေးစရာမလိုပါဘူး။ဗာကြီးဆန်အောင်မျက်နှာကြောင့်မဟုတ်ပါဘူး။အမကိုကူညီခြင်းလို့ပါ။ညီမရှားတော့ကိုသွားကျင်တာကိုကိုကိုတက်တည်ရဲဆိုရဲလက်သမခိစ္စလား။ဘီမိုးကြီးကဝင်မေးသည် ရှင်နဲ့ပါဆိုင်လို့လဲဟုခက်တင်တင်ပြောပြလိုက်မလို့ကြံရွယ်စဲမှာစန်းကိုကဝင်ပြောလိုက်သည်ကိုကျော်မင်းကလိုက်ဖို့ဝင်ပြောနေရှာတော့ကိုရောက်ဖို့တဲချောင်းအကျဲကြီးကိုဖျက်ရမှာအဲ့ဒီတဲချောင်းကဆိုင်ကယ်စီးလို့မရဘူးဆိုင်ကယ်တွေရဲ့ချောင်းဒီဘက်မှာထားခဲ့ပြီးချီချင်းလျှောက်သွားရမှာအမတအားပြင်မန်းလိုက်မယ်ညီမမိုးချုံမယ်နော်နောက်ပြီးအဲ့ဒီရွာကဟိုတရခမ်းမီးခိုကတ်သွားတဲ့လက်ပံစုနဲ့တစ်ဆက်တည်းကတ်ရဲ့ရွာမိသားမိကြံရွယ်တော့မရင်းလူသက်သမားကိုသူအစဖော်ပြီးလိုက်တော့မှပဲပြန်တတိယကရှင်ထဲမှာလေးပင်သွားရတော့သည် ညီမသွားကျင်တဲ့ဆန္ဒရှိနေတော့သွားကျွန်တော်တို့ကလိုက်ခဲ့ပါမယ်။ဒါပေမဲ့စဉ်းစားပါအောင်လား။ညဝင်းရန်တွန်းဆုပ်သွားချိန်တွင်ဆန်းကိုကပြောပြန်၏။ရွာကဆင်းရဲတယ်ဗျ။အရင်တုန်းကတော့ရွာနီးချုပ်ဆက်မှာရှားပင်တွေရှိတယ်။ထင်းခုတ်ရောင်ကြလို့စီးပွားရေးမဆိုးပါဘူး။ရှားသားတွေကထင်းထဲမှာပထမတန်းပဲမီးတအားတောက်တယ်လေ။အခုတော့ရှားတော့ဆိုတော့နမီပဲကျန်တော့တယ်။ဆန်းကိုကသူသီးသောရှားတော့ရွာအကြောင်းကိုအယိုးခံမျက်နှာဖြင့်ရှင်းပြသည်။ညဝင်းရန်လက်လျှော့လိုက်ပါသည်။ ိုင်း6ကိုဒီနေရာလေးမှာခိတရနာထားပါစေ။လာမယ့်အပိုင်းဆက်ကိုလည်းစောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်။အလုံးမွေကြည့်သူအထူးတင်ရှိပါရှင်။ဘေးကင်းကျန်းမာကြပါစေ။